ဟုတ်ကဲ့အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့သတင်းတွေကိုတင်ဆက်ဖို့အချိန်ကြာရောက်ပြန်ပါပြီခင်ဗျာ2025ခုနှစ်ဒီဇင်ဘာလ3ရက်နေ့နေ့ကပိုင်းနယူးသစ္စာ channel ကနေပြီးတော့နောက်ဆုံးရအွန်လိုင်းသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးပါတော့မယ်ကျွန်တော်တို့ရဲ့ channel ကိုထုတ်တန်တိုင်း like and subscribe လုပ်ပေးဖို့ကိုလည်းတပ်ပြီးတောင်းဆိုပေးရစေခင်ဗျာဒီကနေ့တင်ဆက်ဖို့ရွေးချယ်ထားတဲ့သတင်းတွေကတော့ဒီ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့14မြို့နယ်အပြင်တိုင်းကြီး3တိုင်းမှာရှိတဲ့စခန်းတွေကိုပါအေအေကထိန်းချုပ်ထားတယ်ဆိုတဲ့သတင်းနောက်ပြီးတော့အဲ့ဒီအေအော်ရီတိုင်းနယ်ကမြို့နယ်၄ခုကိုအေအေကတပြိုင်နက်တည်းထိုးစစ်ဆင်လို့စစ်ကော်မရှင်တပ်အသက်တန်ခုခံနေရတယ်ဆိုတဲ့သတင်းလည်းရှိပါတယ်။ဒါပြင်ဒီစစ်သား80တည်ဆုံးခဲ့တဲ့ခင်ဦးတိုက်ပွဲကတင်းစီရရှိတဲ့လက်နက်တွေကိုတော်လိုင်းသမားတွေထံကို ပြန်ပြီးချိမြင့်တယ်လို့ဆိုပါတယ်။ ဒီစစ်တပ်လေကြောင်းတက်ခတ်လို့နိုဘာလအတွက်မှာပြည်သူ150လောက်တည်ဆုံတယ်ဆိုတဲ့သတင်းကိုလည်းတင်ဆက်ချင်အားရှိပါတယ်ခင်ဗျာနောက်ကြောက်ခတ်မှာရှိတဲ့ကြဖြန့်တို့ရဲ့ခရစ်တိုငွေကြေး website တခုကို American FBI ကနေဖျက်သိမ်းလိုက်တယ်ဆိုတဲ့သတင်းလည်းတင်ဆက်ပါမယ်ဒီမင်းနှုံမြို့မှာစစ်ဆောင်လူငယ်3ယောက်ဒီအကြမ်းဖက်စစ်တပ်ကဖမ်းဆီးခံပြီးတော့စစ်ကြောရေးကိုပို့ဆောင်ခံရတယ်လို့ဆိုပါတယ်ဒီအနာသိစစ်တပ်ရဲ့အတူရောင်ရုပ်ောက်ပွဲကိုအတိမတ်မပြုတဲ့အကြောင်းစာထုတ်ပေးဖို့ ဂျပန်နိုင်ငံစီကိုနိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မာအောင်က တောင်းဆိုတဲ့သတင်းတွေလည်းရှိပါတယ်ခင်ဗျာဒီသတင်းတွေကိုစုစည်းပြီးတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့၁၄မြို့နယ်ပြင်တိုင်းကြီး၃တိုင်းမှာရှိတဲ့စစ်စခန်းတွေကိုပါအေကထိန်းချုပ်ထားတယ်ဆိုတော့သတင်းကိုဆက်ပြီးတင်ပြပါမယ်ခင်ဗျာ။ အရကတတော်အေဟာရခိုင်ပြည်နယ်သိန်းတိုက်ပွဲအတွင်းမှာမြို့နယ်ဆလေးမြို့နယ်အထိသိမ်းယူခဲ့ပြီးတော့ထိဆက်နယ်မြေတွေကိုပါစစ်ရေးချက်ထွင်လာနေတာလို့သိရပါဗျ။စစ်ကော်မရှင်ဟာစစ်တွေမအောင်နဲ့ကြောက်ဖြူသုံးမြို့နယ်ကိုသာထိန်းချုပ်နိုင်ပြီးတော့ရွက်ကောက်ပွဲကျင်းပမယ်လို့ထုတ်ပြန်ထားတဲ့ကြောက်ဖြူမှာလည်းစစ်ရေးပြစ်ထန်လျက်ရှိတယ်လို့သိရပါဗျ။နောက်ရခိုင်ပြည်နယ်နဲ့ထိကပ်နေတဲ့ဒီပဲခူးတိုင်းမကွေးတိုင်းအရောက်တွေတိုင်းကစစ်ကော်မရှင်ရဲ့စစ်စခန်းကြီးတချို့ကိုအေအေကထိန်းချုပ်ထားတယ်လို့ ISB မြန်မာကဖော်ပြထားပါတယ်။ပဲခူးတိုင်းနဲ့မကွေးတိုင်းနဲ့ကကပ္ပစကကွေပစ္စည်းဆက်ယူတွေကို A ကချိန်ချောက်လာတာတော့အမှန်ပဲတိမ့်ဖို့ဖြစ်နိုင်တယ်မဖြစ်နိုင်လဲဆိုတာနောက်ထားအဲ့ဒီနေရာတွေအထိတိုက်ပွဲပြင်လာနိုင်တာကစစ်တပ်ကိုတုံ့လုပ်စေတာပဲလို့သတင်းရင်းမြစ်ကပြောပါတယ်ခင်ဗျာ။နောက်ဗကူတိုင်းအတွင်းမှာရှိတဲ့ညောင်ကျိုးစကန်လေသာတောင်ကျောင်းနဲ့ဒီကာကွယ်ပစ္စည်းဆက်ယုံကပ္ပဆာရဲ့ ကာကင်းကုန်း6သုံးလုံးပွိုက်စခန်းတို့ကိုအေကတိမ့်ပိုက်ထားပြီးတော့ညောင်ခြေထောက်နဲ့စင်လန်းအကြမ်းမှာလဲစစ်ကောင်မချင်းကခံစစ်စခန်းတွေပြင်နေရတဲ့အကြောင်းဒေသခံသတင်းအင်မီဒေတာကနေသိရပါတယ်ခင်ဗျာဒီမကွေးတိုင်းအတွင်းမှာဒီနိုင်ကန်ဗျူဟာကုန်းတဝိုက်မှာရှိတဲ့အဓိကကာကင်းစခန်းအားလုံးနှိပါလဲအေအေရဲ့တိမ့်ယူတာကိုခံနေရပြီးတော့ပင်မဗျူဟာကုန်းမှာရှိတဲ့ပိတ်မိစစ်ကောင်မချင်းတပ်သားတွေစီကိုလဲရိတ်ခါနဲ့လက်နက်ခဲယံပို့ဆောင်ဖို့ခက်ခဲနေတယ်လို့သိရပါတယ်ခင်ဗျာ ဒီဒပြင်အယောက်ရီတိုင်းရေကြီးအမြောက်တပ်၃လေးလေးအနီးမှာရှိတဲ့ကာကင်းတွေလေးမျက်နှာမျိုးနယ်ရှိတဲ့ဆက်ဆက်ယူရွာနဲ့တဲနုဂုံတို့မှာရှိတဲ့ကာကင်းစကတ်နှစ်ခုတည်းမနှဲကိုလည်းအေကထိန်းချုပ်ထားပြီးဖြစ်တယ်လို့လည်းသိရပါတယ်စစ်ကောင်မချင်းဟာရှမ်းပြည်မြောက်ပိုင်းအပြည့်ရတာကိုအခွင့်အရေးယူပြီးတော့ရခိုင်ပြည်နယ်အတွင်းမှာလေကြောင်းတက်ခိုက်တာတွေလောက်ကစစ်အင်အားတိုးချဲ့လာပြီးမဲ့လည်းအေအေထိန်းချုပ်နယ်မြေတွေကိုတော့ပြန်လည်ရယူနိုင်တာအခုထိမရှိသေးပါဘူးခင်ဗျာ ။နောက်အဲ့ဒီတရင်နဲ့တစ်ဆက်တည်းမှာပဲဒီအေယာဝတီတိုင်းနဲ့ကမြို့နယ်၄ခုကိုအေအေနဲ့ပူပေါင်းတက်တေကတပြိုင်နက်တည်းထိုးစစ်ဆင်လို့စစ်ကော်မရှင်တပ်ဟာအသေးအတန်ခုခံနေရတယ်ဆိုတဲ့သတင်းကိုဆက်ပြီးတင်ပြကြပါမယ်။အေယော်ရီတိုင်းလေးမျက်နှာမြို့နယ်ငတိုင်းချောင်းနဲ့တာပေါင်းမြို့နယ်တွေမှာစစ်ကော်မရှင်တပ်ဖွဲ့နဲ့အရကတပ်တော် AA တို့အကြားနှစ်ဖက်တိုက်ပွဲပြန်လည်ဖြစ်ပေါ်နေတာကြောင့်ဒေသခံတွေဆစ်ဆောင်နေကြပါတယ်။ ီဒီဇင်ဘာလ၁ရက်နေ့ကစပြီးတော့အယောက်ရီတိုင်းလေးမျက်နှာမြို့နယ်ကိုအရကတပ်တော်ကထိုးသိမ်းဆင်ခဲ့တာဖြစ်ပြီးတော့စစ်ကောင်မချင်းဘက်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်နေတာကြောင့်လေးမျက်နှာမြို့နယ်တဲကရွာတွေဟာစစ်ပေးရှောင်နေကြတယ်လို့သိရပါတယ်ခင်ဗျာဒီအေအေဘက်ကစပြီးထိုးသိမ်းသဘောမျိုးပြန်ဆတာစစ်ကောင်မချင်းဘက်ကအကြများတာနဲ့ဂျက်ဖိုက်တာတွေတုံးလာတာပါရာမော်တာတွေကောပဲအခုလေးမျက်နှာတဲကရွာတွေကောမြို့ပေါ်ကလူတွေကောစစ်ရှောင်နေကြပြီလို့ဒေသခံတွေကပြောပါတယ်ခင်ဗျာ ဒီအလားတူပဲငတိုင်းချောင်းမြို့နယ်ကအမြောက်တပ်344ကိုလည်းရက်ကတ်တပ်တော်အေကဝိုင်းဝန်းပိတ်ဆို့ထားတယ်လို့သိရပါတယ်။နောက်ငတိုင်းချောင်းကအမြောက်တပ်လည်းကြာတော့မယ်မနေ့ကတည်းကပတ်လည်ဝိုင်းပြီးတိုက်ပွဲ ဖြစ်နေတာအတော်လေးလည်းပြင်းထန်တယ်။ဒီနေ့ဆိုရင်တော့ကြာလောက်ပြီးထင်တယ်လို့ဒေသခံတူကပြောပါတယ်ခင်ဗျာ။ ဒီ AR တိုင်းလက်ကလေးမျက်နာသာပေါင်းရေကြီးငတိုင်းချောင်းမြို့နယ်တွေကိုအရက်ကတက်တော် A ကတပြိုင်တည်းစတင်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးတော့စစ်ကော်မရှင်ဘက်ကအကြဆုံးများပြီးလေကြောင်းနဲ့ပါအသက်တန်ခုခံနေရတာလို့သိရပါပါတယ်ခင်ဗျာလေးမျက်နာမြို့နယ်နေပသိမ်မွန်ရွာလမ်းဘေးကရွာတွေမှာနိုဝင်ဘာ15ရက်ကတည်းကတိုက်ပွဲတွေဖြစ်ပေါ်နေတာကြောင့်ဆေးဆောင်ပြည်သူတွေဆန္ဒရိက္ခာအခက်ခဲမှုနဲ့ရင်ဆိုင်နေရကစေဝါပြက်လက်တာတွေကြောင့်ဖြားနာသူတွေတုတ်ကွေးဖြစ်နေသူတွေလည်း ရှိနေတယ်လို့သိရပါတယ်ခင်ဗျာနောက်သကိုင်းတိုင်းခင်ကဒီတတ80လောက်သေးတဲ့တိုက်ပွဲမှာရရှိတဲ့လက်နက်တွေကိုတော်လန်ရေးသမားတွေထံကို ထပ်ပြီးချင်းမြင့်လိုက်တယ်လို့သိရပါတယ်ဒီသတင်းကိုတင်ဆက်ပါမယ်ခင်ဗျာအကြမ်းဖက်စစ်တပ်ကစစ်သား80ဝန်းကျင်တိုက်ဆုံခဲ့တဲ့ခင်ဦးတိုက်ပွဲကတင်းစီရရှိခဲ့တဲ့လက်နက်ခရမ်းတွေကိုတော်လန်ရေးရဲဘော်တွေဒီကိုဂုံပြုချင်းမြင့်လိုက်တဲ့အကြောင်းခင်ဦးမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကတော်လန်ရေးတရင်အရင်မြစ်ကပြောဆိုတာဖြစ်ပါတယ် ဒီဒီဇင်ဘာလ2ရက်နေ့ခေဦးမြို့နယ်မြို့နယ်ပကဖကတိုက်ပွဲအတွင်းတိတ်တိရပ်မိတဲ့စစ်လက်နက်တွေအနက်က MA1 တနက်10လက် G3 4လက်အပါဝင် စုစုပေါင်းတနက်14လက်ကို တိုက်နယ်ပကဖနဲ့ UG ပကဖတွေကိုအတိမတ်ပြုဂုံပြုချင်းမြင့်ပေးရတယ်လို့သိရပါတယ်ခင်ဗျာတိုက်ပွဲမှာရတဲ့လက်နက်ခဲယံနဲ့စစ်သုံးပစ္စည်းတွေကိုခွဲဝေပေးတာပါလို့ခေဦးမြို့နယ်ပကဖတရင်အရင်မြက်ကရှင်းပြတာပါနိုဝင်ဘာလ23ရက်မွန်းလွဲ7နှစ်နာရီလောက်မှာခေဦးမြို့နယ် မုံလကျေးရွာအတွင်း၄ရက်ကြာယာယီတဆွဲအထိုင်ချထားတဲ့အကျန်းဖက်စစ်တပ်ဟာပြင်တောင်ပြူစောတိရွာကိုအင်အား180လောက်နဲ့ထွက်လာတဲ့အချိန်တော်လွန်ရေးတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့ပြီးတော့အဲ့ဒီတိုက်ပွဲမှာစစ်တပ်စစ်ကြောင်းတစ်ခုလုံးပျက်စီးသွားခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်သား80ဝန်းကျင်တေဆုံးပြီးတော့လက်နက်29လက်သိမ်းဆည်းရရှိခဲ့တာဖြစ်ပါတယ်။တော်လရင်ရဲဘော်တွေထံကိုစစ်လက်နက်ပစ္စည်းတွေပေးအပ်ပွဲကိုမြို့နယ်ပကဖတာဝန်ကပကဖဒုတာဝန်ကအင်အားစုအဖွဲ့ လေ့ကျင့်ရေးတာဝန်ခံစစ်လက်နက်တာဝန်ခံကုကေတာဝန်ခံဆက်သွယ်ရေးတာဝန်ခံသတင်းတာဝန်ခံပကဖဘာနာရေးပကဖယုံအဖွဲ့မှုနဲ့ပကဖတက်စိတ်မှုတို့ကအသီးသီးဂုဏ်ပြုချီးမြှင့်ပေးအပ်လို့တိုက်နယ်1 2 3 4 5ပကဖကောင်းဆောင်ဒူကောင်းဆောင်နဲ့အဖွဲ့တွေ UG ပကဖကောင်းဆောင်နဲ့အဖွဲ့တွေတက်ဆိုင်ရာ ပကဖရဲဘော်တွေကလက်ခံရယူကြတဲ့အကြောင်းလဲသိရပါတယ်ခင်ဗျာဒီခင်ဦးမြို့နယ်အတွင်းမှာတော်လိုင်းတက်တွေကတိုက်ခိုက်ချင်းမှုန်းခဲ့တဲ့စစ်တပ်စစ်ကြောင်းမှာ ကမ်ဘလူမြို့နယ်ကနေပြူခွာ33နှစ်ခမရ13လုံးဒီကမ်ဘလူပြည်စောတိတွေနဲ့စုဖွဲ့ထားတာဖြစ်ပြီးတော့အဲ့ဒီစစ်ကြောင်းကိုအမှတ်နှစ်ရွှေဘူ KI အမှတ်3တရင်ခေဦးမြို့နယ်ဘကဖတိုက်နယ်1နှစ်35ဘကဖတွေပြီးတော့ဒီခေဦးမြို့နယ်ပလဖပြည်သူ့ကာကွယ်ရေးအဖွဲ့ခေဦးမြို့နယ်တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့သိရပါတယ်ခင်ဗျာ နောက်ပြီးတော့စစ်တပ်လေကြောင်းတက်ခတ်လို့နိုဝင်ဘာလအတွင်းမှာပြည်သူ150လောက်သေဆုံးတယ်ဆိုတဲ့သတင်းကိုဆက်တင်ပြပါမယ်။အာဏာသိမ်းစစ်ကောင်စီကနိုဝင်ဘာလမှာနိုင်ငံတော်လေကြောင်းတက်ခတ်တာအကြိမ်ပေါင်း200ကျော်လုပ်ခဲ့တာမှာပြည်သူ148ဦးသေဆုံးခဲ့တဲ့အကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကအသိပေးထုတ်ပြန်တာဖြစ်ပါတယ်။လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့အကြမ်းဖက်စစ်တပ်ကရတပ်ပြည်သူတွေအပေါ်မှာ ပဲပောင်းတုံကနေလူခုရေးချိုးဖောက်မှုတွေနဲ့တိုက်ခိုက်မှုတွေကိုမှတ်တမ်းတင်ပြီးတော့အတိပိတ်ထုတ်ပြန်လျက်ရှိရမှာနိုဝင်ဘာလ30ရက်အထိရရှိထားတဲ့အချက်လက်တွေကိုအခုလိုအတိပိတ်ခဲ့တာဖြစ်ပါတယ်ခင်ဗျာစစ်တပ်အနာသိဉ္ဉင်ကနေပြီးတော့အခု2025ခုနှစ်နိုဝင်ဘာလကုန်ထိစစ်တပ်ရဲ့နိုင်ငံတော်လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း4200ရှိပြီးတော့တေဆုံးသူ4480ဦးရှိတယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ ဒီပြီးခဲ့တဲ့အော်တိုဘာလအကုန်ထိစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအကြီးအတွက်ဟာအချိန်ပေါင်း3996ကြိမ်ရှိခဲ့ပြီးတော့နိုဘာလကစစ်တပ်လေကြောင်းတိုက်ခိုက်မှုဟာ200ကြိမ်ရှိခဲ့တာကိုတွေ့ရပါတယ်။ဒါ့အပြင်ပြီးခဲ့တဲ့အော်တိုဘာလအကုန်ထိလေကြောင်းတိုက်ခိုက်ခံရလို့တေဆုံးသူအကြီးအတွက်ဟာ4322ဦးရှိခဲ့တာကြောင့်နိုဘာလမှာစစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ148ဦးထပ်မံတည်ဆုံခဲ့ရတာကိုဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါပါတယ်ခင်ဗျာ။ နောက်စစ်တပ်အနာသိမ်းပြီးတဲ့နောက်မှာလေကြောင်းတိုက်ခိုက်ခံလို့စာတင်ကြောင်း430ကျောင်းဆေးရုံဆေးကန်139ခုနဲ့ဘာသာရေးအဆောက်အုံ622ခုပြည်စည်းဆုံးရှုံးခဲ့တယ်လို့လည်းအတည်ပြုထားပါတယ်။စစ်ကောင်စီဟာလေကြောင်းတိုက်ခိုက်တာမှာတိုက်လေရင်အုံပြူတိုက်ခိုက်တာအပြင်ဒရုန်းပါရာမော်တာဂျိုင်ရိုကော်ပတာတွေအုံပြူတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။စစ်အနာသိမ့်ဖို့စတင်ကြိုးစားခြင်းကစပြီးတော့လက်ရှိအချိန်ထိအကြမ်းဖက်စစ်တပ်ရဲ့ရပ်သားတွေပေါ် ကျူးလွန်ခဲ့တဲ့ဖြစ်စဉ်တွေဟာကိန်းကနန်းတွေရဇက်တိုက်တိုးလာတဲ့အပြင်မရတံပဲဆက်ရှိနေတာဖြစ်တဲ့ကြောင်းလူခွင်ဆိုင်ရာဝန်ကြီးဌာနကအတည်ပြုထားပါတယ်ခင်ဗျာစစ်ကောင်စီကတရားမဝင်ရုပ်ောက်ပွဲကိုကျူးပန်းနေတာနဲ့အမျှမြေပြင်မှာလူထုအပေါ်မှာအကြမ်းဖက်မှုတွေနဲ့ဒီဇက်တိုက်တိုးမြင့်လှုပ်ဆောင်နေတာဖြစ်ပါတယ်ဒီတရားမဝင်ရုပ်ောက်ပွဲကိုဒီအသက်သွင်းပြီးတော့လူထုကိုဖမ်းဆီးထောင်ချတာတွေဇက်တက်လှုပ်ဆောင်နေတယ်လို့အကြောက်တရားရတွင်းပြီးတော့အတုယောင်ရုပ်ောက်ပွဲကိုပုံဖော်နေတဲ့အကြောင်း အလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ထားတာဖြစ်ပါတယ်ခင်ဗျာနောက်သတင်းတစ်ပုဒ်ကတော့ဒီထိုင်းမြန်မာနယ်သက်မှာရှိတဲ့ကြောက်ခတ်မှာရှိတဲ့ကြဖြန့်တို့ရဲ့ crypto ငွေကြေး website တစ်ခုကိုအမေရိကန် FBI ကဖျက်ဆီးလိုက်တယ်ဆိုတဲ့သတင်းကိုဆက်တင်ပြချင်ပါတယ်ကရင်ပြည်နယ်မြောက်ဒီတောင်ဘက်ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ထိန်းချုပ်ဒေသဖြစ်တဲ့ကြောက်ခက်ရွာမှာရှိတဲ့ တိုင်ချန် online ငွေလိမ်လုံကကြက်ဖြန့်ဝင်းထဲမှာအသုံးပြုနေတဲ့ crypto ငွေကြေးရင်းနှီးမြှုပ်နှံမှုဒီ website ကို တခုကိုအမေရိကန်ကြက်ဖြန့်တိုက်ဖြတ်ရေးအဖွဲ့ Scan Center Strike Force ကထပ်မံဖော်ထုတ်နိုင်ခဲ့တယ်လို့အမေရိကန်တရားရေးဌာနကဒီဇင်ဘာ၂ရက်နေ့မှာထုတ်ပြန်လိုက်တာဖြစ်ပါတယ်အဲ့ဒီ website ဟာတရားဝင်ရင်းနှီးမြှုပ်နှံမှု platform အဖြစ်ဟန်ဆောင်ပြီးတော့လိမ်လည်ခံရသူတွေကိုလှည့်ပြကငွေထည့်ဝင်ဖို့လှုံ့ဆော်နေတဲ့ website တစ်ခုဖြစ်တဲ့အကြောင်း မေရိကန်ပြည်ထောင်စုထောက်လန်းရေးဘူရို FBI ကဆိုပါတယ်ခင်ဗျာအဆိုပါလွတ်တောင်ချက်တွေကို website အသုံးပြုနေသူတွေရဲ့သတင်းပေးချက်အရ online ကနေတဆင် FBI ကထုတ်ဖော်ခဲ့တာဖြစ်တဲ့အကြောင်းလဲထုတ်ပြန်ချက်မှာဖော်ပြပါတယ်2025ခုနှစ်နိုဝင်ဘာလမှာဒီအဲ့ဒီ website ကိုစတင်ခဲ့ပြီးတော့ဒီလူအများပြားကိုလိမ်လည်ထားတဲ့အကြောင်းစစ်ဆေးတွေ့ရှိခဲ့တယ်လို့ website အသုံးပြုသူတွေကိုလည်း Google Play, Apple application တွေကနေတစ်ချိန်ငွေလိမ်မိုပိုင်း application တွေ download လုပ်ဖို့ညွှန်ကြားထားတယ်လို့လည်းသိရပါတယ်ခင်ဗျာလက်ရှိမှာအဲ့ဒီ application တွေကိုဖြုတ်ချပြီးဖြစ်တယ်လို့ Facebook Meta ကလည်း၎င်းရဲ့လူမှုကွန်ရက် platform ပေါ်မှာရှိတဲ့တိုင်ချန်နဲ့ဆက်ဆက်အကောင့်ပေါင်း2000ကျော်ကိုဖယ်ရှားခဲ့တယ်လို့ဖော်ပြထားပါတယ်တိုင်ချန်ဝင်းဟာ DKB နဲ့ဒီ Trans Asia တို့ပူးပေါင်းလုပ်ကိုင်နေကြပြီးတော့ American ဘဏ္ဍာရေးဌာနကအခုနှစ် နုံဘာလတ်မှာတန်ခတ်ပိတ်ဆုပ်တဲ့စင်းထဲမှာထက်သွင်းထားပြီးဖြစ်ပါတယ်ခင်ဗျာနောက်သတင်းတစ်ပုဒ်ကတော့မင်းတုံးမြို့မှာဆစ်ရှောင်ရခိုင်လူငယ်၃ဦးကိုဖမ်းဆီးခံရပြီးတော့ဒီစစ်ကြောရေးကိုပို့ဆောင်ခံတယ်လို့ဆိုပါတယ်ခင်ဗျာမကွေးတိုင်းမင်းတုံးမြို့မှာဆစ်ရှောင်နေတဲ့ရခိုင်လူငယ်၃ယောက်ဟာအကြမ်းဖက်စစ်တပ်စီမှာဖမ်းခံရပြီးတော့စစ်ကြောရေးကိုပို့ဆောင်ခံလဲရတယ်လို့သိရပါတယ်ဖမ်းဆီးခံရသူတွေကတော့အဲ့ဒီအမ်းမြို့နယ်ကျွဲကူးတောင်ရွာက မောင်ဝင်းမိုးစော် မောင်ဖိုးဝါနဲ့တောင်ကုန်းမြို့နယ်မှာဤမြို့ကအသက်20ကျော်အရွယ်မောင်လပုခြေတို့ဖြစ်ကြပါရခင်ဗျာသူတို့သုံးယောက်ကိုမနေ့ကဒီဇင်ဘာလ2ရက်နေ့ညနေ9နာရီလောက်ကရက်ွက်တဲ့အတွင်ဆေးသွားဝယ်တဲ့အချိန်မှာစုံစမ်းစစ်ဆေးရေထောက်လန်းရေးအဖွဲ့ကလမ်းကနေဖမ်းဆီးသွားတာလို့မင်းနှုံးဒေသကမြို့သားတယောက်ကပြောပြတာဖြစ်ပါရခင်ဗျာသူတို့ကဆစ်ဆောင်နေကြတာလမ်းကိုထွက်ပြီးဆေးသွားဝယ်တော့ရခိုင်တွေဆိုပြီးဖမ်းသွားတာရခိုင်စကားပြောနေလို့သိတာ စတုံးလုံးကဖမ်းသွားတာတခါတဲ့စစ်သားလက်ထဲကိုအပ်ပြီးစစ်ကြောရေးကိုခေါ်ဆောင်သွားတယ်လို့ပြောပါတယ်ခင်ဗျာဒီနေ့ချိန်ထိပြန်လည်လွတ်မြောက်လာတာမရှိတဲ့အတွက်မိသားစုဝင်တွေကအလွန်မင်းဆိုးရိမ်နေကြရတယ်လို့လည်းဖမ်းဆီးခံရသူတွေနဲ့နှိစက်တဲ့ဒေသခံတယောက်ကနေရင်စရာတရင်ဌာနကိုပြောဆိုထားပါတယ်ဒီကလေးတွေဟာဘာမှမသိတဲ့သူတွေပါဂျားကမင်းတို့မျိုးတွေကတိုင်ရင်းတွေထဲမှာဖမ်းထားတယ်ကြားတယ်ဆက်သွယ်မရသေးလို့မိသားစုတွေအရင်စစ်ဘူးနေကြတယ်လို့ပြောပြပါရခင်ဗျာ နောက်တဲ့တပုတ်ကတော့ဒီအာနာသိစစ်တပ်ရဲ့အတူရောက်ယူကောက်ပွဲကိုအတိမတ်မပြုဖို့စာထုတ်ဖို့ဂျပန်အစိုးရကိုအန်ယူဂျီဝန်ကြီးဒေါ်စင်မအောင်က တောင်းဆိုတဲ့သတင်းကိုဆက်ပြီးတင်ပြချင်ပါတယ်။အာနာသိအကြံဖက်စစ်တပ်ရဲ့အတူရောက်ယူကောက်ပွဲကိုရှင်းရှင်းလင်းလင်းအတိမတ်မပြုဘူးဆိုတဲ့အကြောင်းစာထုတ်ပေးဖို့အတွက်ဂျပန်နိုင်ငံစီကိုအမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံသားဝန်ကြီးဒေါ်စင်မအောင်ကတောင်းဆိုလိုက်တာဖြစ်ပါတယ်။ ဒီဇင်ဘာလ2ရက်နေ့ကဂျပန်နိုင်ငံမှာရှိတဲ့ဂျပန်လွှတ်တော်အမတ်တွေရုံးမှာကျင်းပတဲ့ဂျပန်လွှတ်တော်အမတ်တွေနဲ့မြို့သားညညရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဒေါ်သင်းမအောင်တို့တွေ့ဆုံပွဲမှာအခုလိုပြောကြားလိုက်တာဖြစ်ပါတယ်ခင်ဗျာဂျပန်နိုင်ငံရဲ့ဒီမိုကရေစီနဲ့မြန်မာနိုင်ငံတို့ရဲ့ဆန္ဒကိုထင်မှတ်စေတာဖြစ်တဲ့အနာသိစုစုပြင်းနေတဲ့ရွေးကောက်ပွဲကိုရှင်းရှင်းလင်းလင်းအတိမမပြုကြောင်းကြီးညာချက်စာထုတ်ပြန်ပေးဖို့တောင်းဆိုပါတယ်လို့နိုင်ငံခြားရေးဝန်ကြီးဒေါ်သင်းမအောင်ကပြောပါတယ် ပြီးခဲ့တဲ့လကအကြံဖက်စစ်အုပ်စုရဲ့ရွေးကောက်ပွဲအပေါ်မြန်မာပြည်သူတွေရဲ့သဘောထားစစ်တမ်းကိုကောက်ယူရမှာမြို့နယ်290မြို့နယ်မှာရှိတဲ့ပြည်သူတွေကိုမေးမြန်းထားချက်အရဆိုရင်တော့ဒီစစ်တပ်အနာသိန်းနာကိုစန့်ကျင်တာ99ရာခိုင်နှုန်းစစ်တပ်ရွေးကောက်ပွဲအတုကိုညှင်းပယ်တာက98ရာခိုင်နှုန်းနဲ့ရွေးကောက်ပွဲမှာမဲမထည့်တာကဒီ96ရာခိုင်နှုန်းရှိတယ်လို့သူကဆက်လက်ပြောကြားထားပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေအရဆိုရင်တော့စစ်တပ်ကစီးနှင်းနေတဲ့ဒီရုပ်ောက်ပွဲဟာမြန်မာနိုင်ငံရဲ့အကြက်တဲကိုမကျော်လွှားနိုင်ပဲမြန်မာအကျိုးစီးပွားဂျပန်နိုင်ငံရဲ့အကျိုးစီးပွားကိုထိခိုက်စေနိုင်တယ်လို့ဆက်လက်ပြောဆိုထားပါတယ်။ဒါအပြင်စစ်တပ်ကမဟုတ်တဲ့လမ်းကြောင်းကနေလူသားချင်းစာနာထောက်ထားမှုတိုးမြှင့်ပေးဖို့စိုက်ပါငွေကြေးလိမ်လည်မှုလူကုန်ကူးမှုတက်ဖြတ်ရေးမှာအန်ယူဂျီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့စစ်တပ်ထောက်ခံသူတွေကိုစီးပွားရေးပိတ်ဆို့ရေးယူဖို့နဲ့ဂျပန်ရောက်မြန်မာနိုင်ငံသားတွေကိုဆက်လက်ပြီးလက်ခံထားပေးဖို့တောင်းဆိုတဲ့အကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်ကပြောဆိုခဲ့တာဖြစ်ပါတယ်ခင်ဗျာဒီဇင်ဘာလ3ရက်နေ့နေကမိုက်တင်ပြပေးတဲ့သတင်းတွေကတော့ဒီမြတ်တာပဲဖြစ်ပါတယ်ခင်ဗျာကြီးစုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်